ကဲဒီနေ့16ရက်နေ့ရေမနေ့က18ရက်နေ့ရေတပတ်က17ရက်နေ့ရေဒီ30တာကာလကဘာနေ့လို့ခေါ်ကြလဲဆိုတော့ကျွန်တော်တို့နက္ခတ်အရာတွေနဲ့ကြည့်မယ်ဆိုရင်တော့ကောင်းသောနက္ခတ်တွေကောင်းသောအင်အားစုတွေစမ်းရှင်ရတဲ့ရက်တွေလို့သတ်မှတ်လို့ရတယ်ပေါ့ဒီလိုရက်3ရက်တာကာလတိုင်းမှာငွေကြေးခက်ခဲနေတဲ့သူတွေဘာလို့လို့မရနိုင်တဲ့သူတွေအဲ့တော့ဒီ3ရက်မှာ အရာမရှိမဖြစ်ရလေအောင်ပေါ့နော်ကျွန်တော်မွေကြီးကြီးအခက်ခဲတွေပြည်လဲသွားစီဖို့ရရရာလေးနဲ့ကျွန်တော်ရွတ်ဖက်ရမယ်မန္တလေးဂါရီတပုတ်ကိုကျွန်တော်မိတ်ဆက်ပေးပါမယ်နော်မွေကြီးအခက်ခဲရှိနေတဲ့သူတွေအလောက်ပဲပတ်စံရှိရှိမွေကြီးခက်ခဲနေတဲ့သူတွေရှိတယ်ပတ်စံလည်းမရှိဘူးအားနေခက်ခဲနေတဲ့သူတွေလည်းရှိတယ်အဲ့တော့ဒီရရာလေးနဲ့ဒီဂါရာလေးကိုရွတ်ဖက်လုပ်ခြင်းအဖြစ်အစီအမံချောင်းဝင်သွားလိမ့်မယ်နော်အဲ့တော့ဒီကျင့်စဉ်ဒီဂါရာကို မင်းတို့ကဒါတော့16ရက်နေ့မှာတွေ့မိရယ်ဆိုပါစို့နောက်18ရက်နေ့မှာတွေ့မိရယ်ဆိုလဲတိုက်တဲ့ချိန်မှာလောက်ယူလို့ရပါတယ်အရင်ဆုံးမိမိတို့အိမ်မှာရှိနေတဲ့ကျဆပ်ပြချင်းကိုတော့မြကြီးကျောင်းဆောင်မှာပေါ့နော်ရေခွက်ရေချမ်းရေခဲရေပြတော်တော့ကောင်းအေးချမ်းနဲ့ရေပေါ့အဲ့ဒါကိုစုစုပေါင်းခွန်းနှက်ခွက်တိတိကိုဖန်ခွက်နဲ့ဖန်ခွက်မှာလည်းဘာအဖွင့်ခတ်မှာပါရအောင်ဖန်ခွက်နဲ့ကျွန်တော်တို့ခွန်းနှက်ခွက်တိတိမနက်နေ့လေညညတကောင်နော်၃ချိန်ထက်မနေကတ်လို့ပူဆိုပေးရတယ် ရေချောင်းလဲ့လဲ့ပြီးတော့နော်ပြီးရခါကျရင်ကျွန်တော်တို့ဒီတော့ပန်ဝန်းကျင်မှာရှိနေတဲ့တနေနာနံနဲ့ပတ်သက်တဲ့တရားဝါတွေကိုအစာကျွေးရတယ်အဲ့တော့ကြီးတို့ငှက်တို့ကြက်တို့ငါးတို့နော်ဒါတွေကိုဒီသုံးလကာလမှာနည်းနည်းများများအစာကျွေးရတယ်ဒါရရရနော်ဘလောက်များကျွေးရမလဲခဏကျွေးနေတော့ကျွေးပြဘာကြောင်ကျွေးနိုင်လဲကျွေးနော်ကျွေးနိုင်ဖို့ပဲရည်ကြီးကဲအဲ့ဒါတွေပြီးသွားတဲ့အခါကျရင်အဲ့တော့ အဓိကပါလဲဆိုတော့ခုနကရေချမ်းကတ်လို့တဲ့အချိန်မှာယောဂမက္ကာရာရှိတယ်ဆိုတော့အစာရီကျူးနေတဲ့အခါမှာယောဂမက္ကာရာရှိတယ်အဲ့တော့ရေချမ်းကတ်လို့တဲ့အချိန်မှာယောဂမက္ကာရာကိုကျွန်တော်ရွတ်ပြမယ်အဲ့တော့ဂါရာကအတူတူပဲနော်ပရိသတ်နေရအစာကျူးတဲ့အခါမှာလည်းယောဂရဲ့ဂါရာလည်းအတူတူပဲကျွန်တော်တို့ဒီဖျားကိုပူဇော်ပြီးတဲ့အခါမှာယောဂရဲ့ဂါရာလည်းအတူတူပဲအဓိကအာယုံပြုပြီးယူရတာပေါ့နော်အုံအောင်အရဟံလာဘံတိတ်တိဣဟိတနံဣဟိလာဘံဇယမေတေတုဂါရာလေးကလွယ်လွယ်လေးပါအုံ အောင်အရဟံလာဘံတိတိဣဟိတနံဣဟိလာဘံဇယံမေတေတုနော်အောင်အောင်အရဟံလာဘံတိတိဣဟိတနံဣဟိလာဘံဇယံမေတေတုအဲ့တော့ဒီကာလာလေးကိုကျွတ်ဖတ်ပြရမယ်ဘလောက်အတိုင်းဓာတ်ကြီးဖတ်မယ်တကြိမ်ရွတ်ရင်စုစုပေါင်း36ခေါက်တိတိရွတ်ပြရမယ်နော်တကြိမ်ရွတ်တိုင်း36ခေါက်တိတိရွတ်ပြရမယ်နော်အစာကျွေးတိုင်းကျွေးတိုင်းမှာတော့အများကျွေးနေတဲ့အချိန် မအတိဆန်နေကိုစာကျူးနေပေါ့အဲစာကျူးနေတဲ့ခါမှာတိဆန်နေကိုကျွေးနေကျွေးနေတဲ့ခါလာရုပ်ကမယ်ဒီဆန်နေကောင်းလောကနေပတ်ဆန်နေပတ်ဆန်နေဖြစ်နေပြီးတော့တို့ဒီဒီမွေတိုးဝါးစီတဲ့ဟာတွေကိုစားနေကြရဲဆိုတွေးပြီးတော့ဒီဟာအကောင်လောကကိုရှိပီတိကြီးပြန်ဖြားလာရဲဆိုပြီးတော့ယူရမယ်ဒါပေမဲ့ဖရားကြီးကြမ်းပဲကတ်ကက်တိဆန်နေကိုပဲအစာကျွေးခြင်းမိမိစိတ်ကအနည်းဆုံးစိတ်ချမ်းသာနေရမယ်ပျော်ရွှင်နေရမယ်စိတ်ညစ်နေရမျိုးတွေဒေါသနေရမျိုးတွေမဖြစ်အောင်စိတ်ပေါ်ပါရှိနေရပါလိမ့်မယ် တော့15ရက်16ရက်18ရက်ဒီတော့ရတိုင်းကာလမှာအားလုံးလက်ကြီးတို့ကြပါစေလက်လာပိုက်တို့ကြပါစေတန်ခေါင်းပြီးတော့ထီကန်နေနဲ့ပွင့်သွားကြပါစေခင်ဗျာ